စ်ပတ်ရေးရာလုံခြုံရေးရာရှိချုပ်စစ်ကော်မရှင်အဖွဲ့ရဲ့အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားထက်ရဲနောင်နဲ့ဗန္ဒာကြီးနဲ့အခွန်ဝင်ကြီးဒေါက်တာကန်စော်ရဲ့သားစောကန်စော်တို့ဟာပြည်သူ့စစ်မှုထမ်းအမှတ်စဉ်73ကိုတက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းဟာစစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတွေလူမှုကွန်ရက်ဆမ်မနာတွေမှာပြန့်နှံ့ခဲ့ပြီး2025ခုနှစ်ဇူလိုင်လအတွင်းမှာလူစိတ်ဝင်စားစရာသတင်းတပုတ်ဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကစစ်ဘုတ်ချုပ်တွေစစ်ကော်မရှင်ဝင်ကြီးတွေရဲ့တာသမီတွေဟာ ဟန်ပြစစ်မှုတန်းအခွင့်အူးခံတွေသာဖြစ်လိမ့်မယ်ဆိုပြီးလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာဝေဖန်မှုတွေမြင့်တက်ခဲ့ကြပါသေးတယ်။ဝေဖန်မှုတွေမစဲသေးခင်မှာပဲဩဂတ်လနဲ့စက်တင်ဘာလတွေထဲမှာထရဲနောင်နဲ့စောကန်စော်တို့နှစ်ဦးကိုရန်ကုန်မြို့ကနိုင်ကလပ်နဲ့ဘားတချို့မှာတွေ့ခဲ့ရတယ်လို့သူတို့နဲ့နှီးဆက်တဲ့လူငယ်တချို့ကပြန်ပြောပြပါတယ်။ထရဲနောင်ဟာရန်ကုန်မှာစက်တင်ဘာလ22ရက်နေ့ကကျင်းပခဲ့တဲ့မြန်မာနဲ့မော်ဒိုက်တို့ရဲ့အာချဖလားခြေစစ်ဖူးစဲဘောလုံးပြိုင်ပွဲကိုလည်းတွားခဲ့သေးတယ်လို့ဆိုပါတယ်။ ပြည်သူစစ်မှုထမ်းပါစာလို့ခေါ်တဲ့အခြေခံစစ်တင်နန်းစဉ်လူငယ်အများစုဟာတင်နန်းတွေပြီးတဲ့နောက်ရှေ့တန်းစစ်မျက်နှာပြင်ကိုအာဓမအပုခံနေရချိန်မှာထရဲနောင်နဲ့စောကန်စော်တို့ဟာ night club နဲ့ဘားတွေမှာပျော်ပါးခွင့်ရနေတာဖြစ်ပါတယ်။သူတို့ကို night life မှာပြန်တွေ့တာ August လလောက်ကပေါ့နော်။အပတ်တိုင်း safe house တို့ Eden တို့ကိုသူတို့သွားကြတယ်။နှစ်ယောက်တတွဲတွဲအမေးတွေ့ရတာပေါ့လေ။တောက်ကြစနေတင်းင်းကွနေနေတွေမှာတွေ့ရတယ်။သူတို့အသွားများတာက Eden Social Club စေဟောက်ရန်ကုန်တဝမ်း KTV တဝမ်း KTV တော့သူတို့စေးချတဲ့နေရာရန်ကုန်ရဲ့နာမည်ကြီးဘားရီကလပ်တွေမှာမိဘတွေရဲ့အချိန်ဝါနဲ့ရန်ဖြစ်အာနာပြရန်ကားလေးရှိတယ်လို့နာမည်ထွက်တဲ့ထရဲနောင်နဲ့စောကန်စော်တို့နှစ်ဦးဟာပြည်သူစစ်မှုထမ်းတင်နန်းကိုရှမ်းပြည်နယ်ရဲစောင်းမြို့နယ်ဘာထူးတက်မြို့ကဗိုလ်တင်နန်းကျောင်းဘာထူးမှာပြီးခဲ့တဲ့မေလကတက်ရောက်ခဲ့ကြတာပါထရဲနောင်ကတော့တင်နန်းကျောင်းမှာလက်ဖြောင့်တက်သားစုရရှိခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထရဲတော်ကိုယ်တိုင်မျှဝေထားတာကိုတွေ့ရပါတယ်စစ်တပ်တွေထည့်တယ်ဆိုတာကတကယ်စစ်တိုက်ဖို့ထည့်တာမဟုတ်ဘူးသူတို့ဟိုဒီစစ်ကောင်းဆောင်ရဲ့အမေကသူတို့လည်းလိုက်ပါပြီးတော့ပေါ်ဆောင်ပေးနေတယ်ပေါ့အဲသူ့ယာတို့နေရာအတွက်သူသားကိုအထည့်ပြတာဖြစ်လို့လည်းစစ်တိုက်တဲ့နေရာကိုပို့အစရတဲ့အစီအစဉ်မရှိဘူးအခုဆိုလို့ရှိရင်လည်းထောက်ဖို့တက်မှာထားပြီးတော့ဒီအရာကြီးဣဒ္ဓါမှာထားထားတယ်ပေါ့နော်ဒီအဲ့လိုမျိုးကြားရတော့ရာကြီးတာရာကြီးငယ်နေမှာထားထားပြီးတော့ဒါတက်တော့တက်တာပဲ တာဝန်ထမ်းဆောင်နေတဲ့သဘောပေါ့ဟိုပြောရရင်တော့စစ်တပ်ထဲအဝင်ပြပြီးတော့ဟိုဒါဟိုလက်အောက်ကိုအဲသူတို့ဝေကြီးကြီးတဲ့တာသမီတွေတော့မှစစ်တပ်ထဲဝင်ပြီးတော့စစ်မှုထမ်းဥတွေရစစ်မှုထမ်းနေပါလေဆိုတဲ့သဘောပြောကျင်တာဖြစ်တယ်နောက်ဒီစစ်ကောင်းဆောင်မျက်နှာလို့မျက်နှာရတယ်သူတို့တာသမီတွေသူတို့အဆင့်ဝေကြီးကြီးတဲ့တာသမီတွေပါထဲ့ပါလေစစ်ကောင်းဆောင်ရဲ့ဒီဟိုဘူဝါဒတွေကိုလိုက်ပြီးကောင်းတယ်ပေါ်ပါလေဆိုတဲ့သဘောဟိုလိုကျွန်တော်တို့ပြောရပါ ပြည်သူ့စစ်မှုထမ်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်တည်းကစတင်ခေါ်ယူခဲ့တာဖြစ်ပြီးတော့လက်ရှိမှာအမှတ်စဉ်18ခုထိခေါ်ယူထားပါဗျ။ဒီစစ်သင်တန်းတွေမှာတာမန်တပ်သားတွေကိုယာရူးပေးတာမျိုးမရှိပေမဲ့ဘွဲ့ရနဲ့ဘွဲ့ဂျိုတွေကိုတော့ဗိုလ်သင်တန်းချောင်းတွေကိုပို့ပြီးဒုတက်ချက်အဖြစ်ယာရူးပေးတာရှိတယ်လို့ CDM ယာရှိတွေက ပြောပါဗျ။ဒီထဲမှာဗိုလ်သင်တန်းချောင်းဘာထူးမှတက်ရောက်ခဲ့တဲ့ထရဲနောင်လဲဒုတက်ချက်အဖြစ်ယာရူးရရှိခဲ့ပါဗျ။ စောကန်စော်အနေနဲ့ဘယ်တက်မှာတာဝန်ထမ်းဆောင်နေတယ်ဆိုတာမသိရပေမဲ့ထရဲနောင်ကတော့ရန်ကုန်က ထောက်ပို့တပ်တစ်ခုဖြစ်တဲ့73စီထိန်းသိမ်းရေးတပ်ခွဲမှာတာဝန်ထမ်းဆောင်နေတယ်လို့ CDM တိုင်းဝိုင်းကဆိုကြပါဗျ။ဒီတက်ဟာထောက်ပို့တပ်တွေရဲ့73စီကိုကင်တွယ်ထိန်းသိမ်းရတာဖြစ်လို့ဝင်ငွေရပောက်ရလန်းများတဲ့တက်လို့ CDM ယာရှိတွေကမှတ်ချက်ပြုပါဗျ။လက်ရှိအချိန်မှာနိုင်ငံတော်ဝန်စီးတင်းမာနေပြီးစစ်မှုတန်းလူငယ်တွေရှေ့တန်းကိုအတင်းကျပ်ပို့ခံနေရချိန်မှာ စစ်ဘိုလ်ချုပ်တွေရဲ့သားသမီးတချို့ဟာအခွင့်အရေးခံစား권လိုရနေတာဖြစ်ပါတယ်။တာမန်ရဲဘော်တယောက်အနေနဲ့ဒါစစ်မှုထမ်းတော့တာမန်ရဲဘော်တယောက်အနေနဲ့ဟိုကသွားခွင့်လာခွင့်ကိုမရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။စစ်တပ်ထဲမှာကဟိုကတော့အောက်ဘတ်ထွက်မယ်ဆိုရင်တော့မှစနေတနေ့ကနေတော့မှအာကျွန်တော်တို့ဟိုခွင့်ပြုမှာပေါ့နော်အထက်တပ်မှုတွေကခွင့်ပြုမှာသွားရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အဲနောက်ပြီးတော့ဟိုဟိုမနက်9:00နာရီကနေစပြီးတော့ညနေဟိုက9:00နာရီလောက်ကြီးကစစ်တပ်ထဲမှာကရဲဘော်တယောက်အတွက်က သူရကိုပါအချိန်မရှိတော့အောင်ဟိုအမအားလက်တဲ့အမအားလက်ဘူးလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒါမဲ့သူတို့ဒီလိုသွားနေတာစီတေးကြတယ်သူတို့ဒီအခွင့်အထူးကစစ်မှုထမ်းစာစစ်မှုထမ်းလူထမ်းစာတိရဖြစ်ပန်တီးလိုက်ပြီလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျထရဲနောင်ရဲ့ဖခင်ဖြစ်သူဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းဗိုလ်ချုပ်ကြီးမောင်မောင်အေးဒုတိယဗိုလ်ချုပ်ကြီးတန်းထိုက်တို့နဲ့အတူအနာဂတ်တက်ချုပ်လောင်းဖြစ်ထင်ကြီးပေးခန့်နေရသူတူဦးဖြစ်ပါတယ် ထရဲနောင်တို့လိုဗိုလ်ချုပ်ကြီးတွေရဲ့သားတွေဟာရှေ့တန်းစစ်မျက်နှာပြင်ကိုရောက်တာမရှိပေမဲ့စစ်မှုထမ်းစုဆောင်းခံရသူတွေဟာတင်းနှန်းပြီးဆုံးတာနဲ့ရှေ့တန်းစစ်မျက်နှာပြင်ကိုတွားရောက်ရတယ်လို့မြေပြင်တိုက်ပွဲတွေမှာဖမ်းဆီးရမိတဲ့ပြည်သူစစ်မှုထမ်းတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပြပါဗျ။လက်ရှိမှာတော့ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊အညာဒေသစတဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့နေရာတွေမှာပြည်သူစစ်တွေကိုပေါ်ပေါ်များများတုံးပြီး စစ်စင်ရေးတွေလှုပ်ဆောင်လာတာကိုတွေ့ရတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပြပါဗျာ။